hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဒီညကစားမဲ့ကျွန်တော် Leicester City နဲ့ပွဲစဉ်မှာအသင်းရဲ့ကိုယ်သမားဖြစ်သူ Andre Onana ကတော့မပါဝင်နိုင်ခဲ့ပါဝင်ဖို့မရှိဘူးဆိုပြီးတော့ကျွန်တော်သိရတယ်ဒီညအာ Leicester မ Onana အစားပေါ့နော်22နှစ်ရွယ်ကိုယ်သမားလေးဖြစ်တဲ့ကျွန်တော်ဒါ Darmot Mi ကပွဲထွက်လာမယ်ဆိုပြီးတော့တင်းချိုးထွက်နေတယ်။ Onana ကတောက်ကြာနေမှာဖျားခဲ့ပြီးတော့ Bayern နဲ့ Heaton တို့ကလည်းပြင်မကောင်းသေးတဲ့အတွက်ပေါ့နော် ကျွန်တော်လက်ရှိမှာလူငယ်ကစားမလေးဖြစ်သူကိုကျွန်တော်ကမြင်တွေ့ရဖို့ရှိတယ်ဆိုပြီးတော့တရင်နေတက်လာတာဆမ်မြူအယ်လက်စကာကနေပြီးတော့လက်ရှိတက်ထားတဲ့တရင်ကဦးနနာဒီလက်စတာနဲ့ပွဲမတိုင်ခင်ကြံ့ခံမှုစစ်စေးရစစ်စေးတဲ့ဘောနော့ test ကိုခံယူသွားရမယ်ဖြစ်တယ်ပေါ့ဒါပေမဲ့လည်းလို့လက်ရှိအချိန်ကြီးကဦးနနာမှာပွဲထွက်ကစားလာနိုင်မဲ့ပုံမပေါ်ဘူးဆိုပြီးတော့ကျွန်တော်သိရတယ်ဒါဟာကျွန်တော်ဒီအန်တွေဦးနနာနဲ့ပတ်သက်ပြီးတော့တိတ်ပြီးကျွန်တော်တို့ Manchester United နဲ့ပြည်သက်အများစုကသဘောမကျကြဘူးပေါ့နော်သဘောမကျကြဘူးဆိုတော့ လက်ရှိအားဦးနန္ဒမပါတော့ကောင်းတာပေါ့ဗာညာပေါ့ဗျာဒါပေမဲ့လို့ပေါ့နော်ကျွန်တော်ကတော့ဒါဟာအတင်းအတွက်အထူးသဖြင့်တော့အာမိုရင်အတွက်ပေါ့နော်စိတ်ပူစရာတွေစိတ်ပူစရာတွေဆိုတာစီနီယာပလေးယားအများစုက injury ပြဿနာတွေကြောင့်ကျွန်တော်တို့ဒီတောက်လျှောက်စုလို့လက်လွတ်နေရတဲ့နေထားမှာ ဦးနနာလိုဂိုးသမားကလည်းကျွန်တော်မပါနိုင်ဘူးဆိုတော့အတိုင်းနာတစ်ခုတည်းကျွန်တော်စိတ်ပူစရာပါဂိုးဖန်းနာနဲ့ပတ်သက်ပြီးတော့အန်ဒရယ်ဦးနနာမှာလိုအပ်ချက်ရှိနေတဲ့ကျွန်တော်ပြည်သက်တွေမကြိုက်တဲ့အချက်တွေသူ့မှာရှိနေတယ်ဆိုပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်အမြင်ကအန်ဒရယ်ဦးနနာဒီအတင်းအတွက်အတိုင်းတာတစ်ခုတည်းအရေးပါနေတော့မယ်ဆိုတော့လူငယ်ဂိုးသမားတယောက်ဆိုတဲ့အတွက်ဒီကစားမစီကနေကျွန်တော်ဘာလို့ညှို့လင်းလို့ရလဲကျွန်တော်မသိဘူးအန်ဒရယ်ဦးနနာနဲ့ဆိုလို့ရင်ကျွန်တော်မှာစတန်ဒတ်တစ်ခုရှိပြီးသားမင်းဒီပွဲမှာအမှားလို့လို့မရဘူးအမှားလို့တာနဲ့ဘယ်လိုပဲဝါဒါပေမဲ့လူငယ်ကစားမကိုကျွန်တော် okay သူကငယ်သေးတာပါကွာ တည်တယ်မလားเนาะဒီဘက်မှာ तू မကောင်းတော့မှာဘာမှမဖြစ်ပါဘူးကွာ20နှစ်နှစ်နှစ်ပဲရှိသေးတာပါကွာတည်တယ်ဒါမှမဟုတ်ကျွန်တော်တွေးရတော့မှာဆိုတော့လူငယ်ကစားမနဲ့ကြားလို့ရှင်အရာအလုံးကနားလဲပေးရမယ့်ခြေနေမျိုးဗျာအဲရိုးစားပြရရင်ကျွန်တော်ကိုယ်တိုင်လည်းပဲဒီ Damot Me ကစားတာတခါမှမကြည့်ဘူးတခါမှမကြည့်ဘူးဒါမှမဟုတ်တခုတော့ရှိတယ်ဗျာအတင်းကြီးရဲ့ဘာလို့လူစင်းနေကိုရောက်နေတယ်ဆိုတာကအလားအလကားတော့မဟုတ်ဘူးမင်းသိရမလားအတင်းကြီးရဲ့လူစင်းနေကိုရောက်နေတယ်ဆိုကြဲကသူ့အရေးချင်းတဲ့သူကျွန်တော်ရှိထားလို့ပဲဟုတ်တယ်မလားဒါပေမဲ့လည်းလို့ဘောနော်အဲလူငယ်ကူသမားတယောက်အနေနဲ့ ဘယ်လိုလုပ်ပြီးတော့ကျွန်တော်မျှော်လင့်လို့အများကြီးရမလဲဒါသူ့အတွက်တော့ဒါတကယ်လုံးဝကောင်းတဲ့ chance ပါပရီးမီးယားလိမှာ debut ကစားခွင့်ရမယ်ဆိုတာမျိုးကတော်တော်ကိုကောင်းလွန်တဲ့ chance ပါကစားမအတွက်လည်းတကယ်ကိုလုံးဝခုန်ယူစရာပဲတကယ်လို့မြန် clean sheet တွေပါတယ်ပေါ့တော့ကျွန်တော်ဒါထိနိုင်ခဲ့တယ်လို့ဘာလို့ဆိုလို့ရှင်ရယူနိုင်ခဲ့တယ်လို့ဆိုလို့ရှင်တော့ကောင်းတဲ့အချက်ပေါ့ဗျာဒါပေမဲ့လည်းလို့အဲကျွန်တော်တို့သူကစားတာတစ်ခါမှန်သိပြီးတော့ထူးထူးခြားခြားမမြင်ရသေးတဲ့ပရိသတ်တွေပြီးလို့ရှင်ရယ်နော်လူငယ်ကုသမာတယောက်ဖြစ်တဲ့အတွက်အသင်းကြီးစီနီယာအတွေ့အကြုံဘာမှမရှိသေးတဲ့အနေအထားမျိုးမှာ တတို့ဟိုအများကြီးတော့မျှော်လင့်လို့ရမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အန်ဒရယ်ဦးနန်းနာအတွက်တော့ဒါတကယ်ပြန်ပြီးတော့တကယ်ပဲလုံးဝပါမလာဘူးလားပေါ့နော်ဆိုတော့ international break အပြီးမှာတော့ပြန်လာမယ့်အနေအထားမျိုးပါအတိုင်းမဲ့တေချာတဲ့ကူကတော့ injury ပြဿနာတွေဘာညာမဟုတ်ဘူးဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးဘာလို့လဲဆိုတော့ဒီပွဲပြီးရင်ကျွန်တော်တို့က international break တင်နားပြီဆိုတော့သူတို့နားရတော့မှာ တော့ဘာနော်ဒါကြောင့် Andre Onana အနေနဲ့ injury ပြဿနာတွေမဖြစ်ဖို့ကျွန်တော်အရေးကြီးတယ်။ဘာလို့လဲဆိုတော့ Bayern တာတို့ Tumhiden တို့ကလည်းအခုချိန်ကြီးဘာမှကောင်းရသေးတာမဟုတ်ဘူး။အရာအလုံးကကျွန်တော်တို့နေဘာနော်ဒါ Amorin အတွက်က challenge တွေကြီးပဲရဲ့တည်တယ်မလား။ဘယ်နေရာမှာလွယ်ကူနေတယ်ဆိုတာမရှိဘူးပေါ့။ဒါကြောင့်ဂိုးသမားလူငယ်ဖြစ်သူ Damot Mi အနေနဲ့ဒီနေ့ပွဲမှာပွဲထွက်လာဖို့ကျွန်တော်ရှိတယ်ပေါ့။ညီကတို့ဘလောက်ထိကျွန်တော်မျှော်လင့်ထားကြလဲ။ ဆွေးနွေးကြပါဦးကျွန်တော်ကတော့ဟိုနောက်တန်းနေပို့ပြီးတော့အလုပ်လုပ်ရမယ်ပွဲပါเนาะနောက်တန်းနေပို့ပြီးတော့အလုပ်လုပ်ရမယ်ပွဲပြီးလို့ရှိရင်ကွင်းလေတွေပို့ပြီးတော့အလုပ်လုပ်ရမယ်ပွဲပါသူတင် defensive midfield တို့ wing backs တွေတို့ဘာလို့ပေါ့ဘာလို့လဲဆိုတော့နောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော်ဒါဒီ Aiden Heaven ကျွန်တော်တို့ရှိမယ်လူငယ်လေးဗျာဒီတော့လူငယ်ကစားမဆိုတော့ senior player တယောက်လောက်ထိအများကြီးကျွန်တော်တို့နေမမျော်လင့်သင့်ဘူးပေါ့နော်သူတကယ်မမျော်လင့်တဲ့ကြားတွေကအမှန်ကန်လှုပ်ပြလို့ရှိရင်တော့ဒါကောင်းတဲ့တစ်ချက်ကိုဒါပေမဲ့မမျော်သင့်လင့်သင့်ဘူးပေါ့နော်ပြီးလို့ရှိရင်အသင်းအနေနဲ့ကျွန်တော်တို့ဒါ အဲဘယ်လိုပြောမလဲဒီအနေထားကလီလူငယ်ဂူသမားလေးတွေလူငယ်ကစားမလေးတွေနောက်တန်းတဲ့ဂူကိုတာဝန်ယူထားတာကတော်တော် တာဝန်ကြီးပါတယ်ဆိုတော့စီနီယာပလေးယာတွေစီကနေပြီးတော့ပို့ပြီးတော့ကျူပန်းအထောက်တာတွေကျွန်တော်မြင်ရဖို့လိုတယ်အဲကြောင့်ပါနော်ဒီညမှာအန်ဒရယ်ဦးနနာပါလာဖို့ကျွန်တော်မရှိပါဘူးဆိုတော့ခက်ခဲတဲ့အခြေအနေတွေကြားထဲကမှလူငယ်ကစားသမားတွေပဲနေရာတိုင်းနှီးပါဆိုလို့ကျွန်တော်သုံးရမယ့်အနေထားမျိုးကအခြေအနေတော့ကျွန်တော်မဟန်လာသေးဘူးအဲ့ဒါတော့မှချီတို့ဘာလို့တိုက်စစ်ကမလာသေးဘူးဗျချီတို့ဦးဘီတို့ဘာလို့လာတပတ်ထွက်လာမလားကျွန်တော်ကြည့်ရအောင်ပါဆိုတော့ ဦးနနာဒီညပါဖို့မရှိဘူးလို့ကျွန်တော်သိရတယ်ညီကတို့ဘလူမင်းညနဲ့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်